တရားဝင်အစိုးရချင်းနားလည်မှုစာကြုံလားထို့ပြီးတော့ရှိနေတဲ့ကျွန်တော်တို့ရဲ့နိုင်ငံလုံသားတွေအပြည့်ဝအခွင့်ရအောင်အပြည့်ဝအကာအကွယ်ရအောင်အားလုံးပဲမိလာပါခင်ဗျာလုံမကနာဆောင်ရွက်မဲ့အစီအစဉ်တွေနဲ့ပတ်သက်ပြီးပြည်ခိုင်ပြိုးပါတီဥက္ကဋ္ဌဥက္ကဋ္ဌဤဝန်ကြီးချက်လေးကိုပြန်ဆက်ပေးလိုက်ပါခင်ဗျာမင်္ဂလာပါခင်ဗျာကျွန်တော်တို့ပါတီရဲ့ manifesto မှာပါတဲ့အလုတ်သမားကဏ္ဍနဲ့ပတ်သက်လို့ကျွန်တော်အကျဉ်းမြရှင်းပြလို့ပါတယ်အဲ့တော့ကျွန်တော်နိုင်ငံမှာလာမယ့်ရွေးကောက်ပွဲ နဲ့ပတ်သက်ပြီးတော့နိုင်ငံတော်နဲ့တောင်းရှိဖွဲ့စည်းတဲ့လွတ်လပ်ပြီးတရားမျှကြတဲ့ရွေးကောက်ပွဲဖြစ်အောင်စီမံဆောင်ရွက်နေတာဖြစ်တဲ့အတွက်ကြောင့်ဒီရွေးကောက်ပွဲကထွက်လာတဲ့ရလာရတယ်တရားဝင်မှုရှိမှဖြစ်ပါတယ်အဲ့ဒီခါမျိုးမှာနိုင်ငံတော်မှာရှိနေတဲ့ပြပနိုင်ငံများရဲ့ sanction တွေပိတ်ဆို့မှုတွေဟာတချို့ဟာအလိုလျောက်ယူသိမ်းသွားမှာဖြစ်ပါတယ်အဲ့ဒီခါမှာ FDI လို့ခေါ်တဲ့နိုင်ငံခြားဓာတ်ရင်းနှီးမှုတွေဟာလည်းအများပြားဝေရောက်လာမှာဖြစ်ပါတယ်အဲ့ဒီခါမှာပြည်သူတွေရဲ့အလုပ်ကံခွင့်လာတယ်အလိုလျောက်ပေါ်ပြလာမှာဖြစ်ပါတယ် ျွန်တော်ရဲ့အစီအစဉ်ကတော့ဒီလိုနိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု FDI တွေဝင်လာတဲ့ခါမှာအစင်းသင်းဖြစ်အောင်တွေ့အလုတ်ကင်လုံမဲ့လူတွေကို ASEAN standard ဖြစ်အောင် ASEAN အဆင့်ကျွမ်းကျင်လက်မှတ်တွေရအောင်တမွေးပညာကျောင်းတွေကကျူတင်လက်ကျင့်ပေးထားမှာဖြစ်တဲ့အတွက်ကြောင့်ဒါအလုတ်ကင်ခွင့်နှံတဲ့အာဝင်ခွင့်ကြအခြေခံထိတိမိမိအသုံးချနိုင်တဲ့သဘောဖြစ်ပါတယ်။နောက်ဝန်ထမ်းများကိုလည်းကျွန်တော်တို့ကလုခလစာကိုအခြေအနေအခြေခံနဲ့ကဲ့ညီအောင်တူးမြေကိုကျွန်တော်ဆောင်ရွက်ပါမယ်။ဒီဘက်ကလည်းအလုပ်သမားတွေအတွက်အခါကွယ်ပေးဥပဒေများကို ုံပုံထိအောင်ကောင်းပြန်လဲစီစစ်ပြည့်စင်ဖြစ်ဆွဲဆောင်ရွက်သွားမှာဖြစ်ပါတယ်တစ်ဖက်ကလည်းနောက်ထပ်အလုပ်သမားတွေကပြပမှာရောက်နေတဲ့ကျွန်တော်ရဲ့မြန်မာနိုင်ငံအလုပ်သမားတွေပါတရားဝင်တာရှိတယ်တရားဝင်သွားနေတဲ့လူသားများလည်းရှိပါတယ်အဲ့တော့အားလုံးဒီတရားဝင်ဖြစ်မယ်ဆိုရင်တော့အဲ့ဒီနိုင်ငံရဲ့အကောက်အောက်မှာအပြစ်ရမှာဖြစ်ပါတယ်သူတို့ခံစားခွင့်ရလည်းအပြစ်ရမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ကကျွန်တော်နိုင်ငံသားတွေရောက်နေတဲ့နိုင်ငံနေနဲ့တရားဝင် အစိုးရချင်း နားလည်မှုစာကြုံလားထို့ပြီးတော့ရှိနေတဲ့ကျွန်တော်ရဲ့နိုင်ငံလုပ်သားတွေအပြည့်ဝအခွင့်ရအောင် အပြည့်ဝအကာအကွယ်ရအောင်မဖြစ်မနေဆောင်ရွက်တော့မှာဖြစ်ပါတယ်အဲ့လိုဆောင်ရွက်ခြင်းအပြုံးလို့သူတို့ရှိရာရရှိလာတဲ့လုခလသားတွေကိုသူတို့မိသားစုတွေလွှဲတဲ့ခါမှာပုံပုံပြီးတော့လင်းမြန်စေတဲ့အတွေ့အကြုံစေတဲ့နီလမ်းမြတ်ကိုဆောင်ရွက်ပေးခြင်းအပြင်ပြည်ပမှာလုပ်နေတဲ့ကျွန်တော်နိုင်ငံသားအလို့သမားများလည်းအဆင်ပြေမယ်နိုင်ငံတော်လည်းအဆင်ပြေတယ်မိသားစုလည်းအဆင်ပြေတယ်ဒီလိုနည်းကိုကျွန်တော်တို့ဆောင်ရွက်သွားခြင်းအပြင် အလုတ်သမားကန္တဖွင့်ပြတွတ်တဲ့ရေးကျွန်တော်တို့မဖြစ်မနေဆောင်ရွက်သွားမယ်ဆိုတဲ့အကြောင်းထဲသူရေးသားဖော်ပြထားပါလိမ့်ပြည့်စုံတင်ပါလိမ့်ကျေးဇူးတင်ပါတယ်